ားလုံးပဲမင်္ဂလာပါဆရာဂျိုကြီးပါကျွန်တော်တို့ AI ကို SME တွေမှာဘယ်လိုသုံးလို့ရလဲဆိုတော့ season တည်ဆတ်မှုလေးကိုကျွန်တော်တို့ဆက်ပြီးတင်ပြတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ section တွေမှာတော့ကျွန်တော်တို့ကဒီ AI prompting framework တွေဖြစ်တဲ့ ABC framework PNBCTC framework တွေကိုကျွန်တော်တို့အာတင်ဆက်ခဲ့ရယ်ဆွေးနွေးခဲ့ရယ်ဒီပိုင်းမှာတော့ကျွန်တော်တို့က AI ဘယ်လိုလုပ်လို့လဲဆိုတော့အကြံဉာဏ်နားလဲခြင်းတယ်ဘာကြောင့်နားလဲခြင်းတာလဲဆိုတော့ AI ကို ကိုကိုတိုင်ဟောကိုလောပေါ်ကိုင်းမဲ့တွေပေါ့နော် ကိုစီဝါရေးမှာကိုအဖွဲ့အစည်းမှာအာကျွန်တော် free service တွေနဲ့ပဲသုံးရင်တင်ဒေါ်လာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့က paid service ပေါ့နော် pro version တွေသုံးလို့ရှိရင် ကိုတက်ပို့ထိရောက်လာဆိုတာကို ကိုလိုအပ်ချက်အရာပေါ့နော်ကိုဘက်ကိုသုံးသပ်နိုင်အောင်ကျွန်တော်တို့ဘယ်လိုချင်းကပ်လို့ရလဲပေါ့နော်အားလေးကိုကျွန်တော်တင်ဆက်သုံးဖို့ဖြစ်ပါတယ်အဲ့တော့အချမ်းမြင့်အားဖြင့် AI ဘယ်လိုလုပ်လို့လဲလို့ပြောလို့ရှိရင်ကျွန်တော်ကတော့ chat GPT ကိုပဲကြည့်နေလုံးနဲ့မြင်လိုက်တယ်အဲ့တော့ chat GPT ဆိုတဲ့ ဒီကဏ္ဍလေးခုပဲကျွန်တော်နားလည်အောင်တော်တော်မစိုးဘူးပေါ့နော်အဲ့တော့ chat လုပ်တယ်ဆိုတာကကျွန်တော်တို့အင်္ဂလိပ်လိုမြန်မာလိုပေါ့နော်စကားပြောလေးနဲ့ကျွန်တော်တို့စာတွေရိုက်ကြတယ်ဒါမှမဟုတ်လို့ရှိရင် AI ကိုကျွန်တော်တို့အတန်နဲ့ကျွန်တော် audio file ပေါ့နော်စကားပြောပြီးတော့ကျွန်တော်တို့ communicate လုပ်လို့ရတယ်။သူကလည်းကျွန်တော်တို့ပြန်ပြီးတော့စာတွေစကားတွေနဲ့ဖြေလို့ရတယ်။ဟုတ်တယ်နော်အဲ့ဒါကကျတော့ကျွန်တော်တို့က technically DAO NLP လို့တော့ခေါ်တာပေါ့နော်ဒီကျွန်တော်တို့ဒီ ချက်ပေါ့နော်ဒီလူဘာသာစကားနဲ့စကားပြောတာကိုဒီ technically တိဆောက်ပြတာကို NLP လို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ GPT မှာပါတဲ့ generative ဆိုတဲ့ဟာကလည်းခုနကအရှိတ်အချက်ကိုပဲသူကဘယ်လို generate လုပ်ပေးတာလဲပေါ့နော်အဲ့တော့ကျွန်တော်က generate လုပ်တဲ့နိနာနေတဲ့ technique ကိုသူကပေါ်ဆောင်လာပေါ့နော်အဲ့ဒါကြောင့်မလို့လေဒီ ChatGPT အစားရှိတဲ့ကျွန်တော်တို့ AI ချဉ်းကပ်မှုတွေကိုကျွန်တော်က Gen AI လို့လည်းတချို့ကတင်စားကြပါတယ်အဲ့တော့ GPT ဆိုတာလာပြီ pre train ဆိုတဲ့သဘောတရားကိုဆိုလိုတာပါ publicly available ဖြစ်တဲ့ internet မှာရှိတဲ့ data အကုန်လုံးနဲ့ပဲပြောရမှာမဟုတ်တော်တော်များများသူတို့ကို available ဖြစ်တဲ့ data တွေနဲ့အာဒီဒီ LLM လို့ခေါ်တယ်ပေါ့နော်ဒီ AI ရဲ့နောက်ွယ်က large language model တွေကိုဒါတွေနဲ့ train တာဟိုဒီ data တွေနဲ့ train ထားတာပေါ့နော် အဲ့တော့ GPT ရဲ့နောက်ဆုံးဖြစ်တဲ့ transformer ဆိုတာဒီကျွန်တော်တို့က neural network ဆိုတဲ့သဘောတရားပေါ့နော်ကျွန်တော်အရင်အရင်ဒီ session တွေမှာလည်းကျွန်တော်တင်ပြဘူးတယ်အဲ့တော့ neural network တမျိုးဖြစ်တဲ့ transformer network တွေ ਨੇ တိဆောက်ထားတာဆိုလို့ရှိရင်ကျွန်တော်တို့ download ပြီးထင်နေတယ်ပေါ့နော် it's a good start အာဆက်ပြီးလေ့လာခြင်းတဲ့သူတွေအနေနဲ့တစ်ခုစီကိုကျွန်တော်တို့ကဆက်လေ့လာလိုက်လို့ရတယ်အဲ့တော့ဥပမာအပြင်ဆိုတော့ pre train ဆိုလို့ရှိရင် training မှာဆိုကျွန်တော်တို့က supervised learning unsupervised learning အစားရှိတဲ့ကိစ္စတွေပါသလို training နဲ့ကျွန်တော်တို့ transformer ဒီဂျားထဲမှာလဲကျွန်တော်တို့က system prompt အစရှိရဲပေါ့နော်ဒီဂျားထဲမှာဒီကျွန်တော်ညှမ်းစင်ရတာပေါ့နော် scaffolding လေးတွေကိုကျွန်တော်တို့ကရှိတတ်တယ်ဒါတွေကိုတော့ကျွန်တော်တို့ machine learning engineer တွေ AI engineer တွေအာကဏ္ဍတွေပေါ့နော်စိတ်ဝင်စားတဲ့သူတွေကဆက်ပြီးတော့ delay လို့ရပါတယ်အဲ့ဒီတော့ကျွန်တော်တို့က ChatGPT မှာပါတဲ့ကဏ္ဍတစ်ခုစီကိုကျွန်တော်အကြမ်းမြင်ကြားဘူးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်ကပြော LLM ပေါ့နော် Large Language Model တွေရဲ့အစိတ်အပိုင်းလေးတွေကိုကျွန်တော်တို့ဆက်ဆက်ပြီးတော့နားလည်အောင် ကြည့်လိုက်အောင် context window ဆိုတာပါလေ memory capacity ကိုပဲပြောတာ memory size ကြီးများများသူ့ကောင်းထဲမှာသူ့ကောင်းထဲမှာပေါ့နော် AI ကောင်းထဲမှာထိန်းထားလိုက်လို့ရတယ်။နည်းအများကြီးထိန်းထားလို့မရဘူး။ဘာနဲ့တူလဲဆိုလို့ချင်းကျွန်တော်တို့ phone တွေ tablet တွေကျွန်တော်တို့ laptop တွေပေါ့နော်ကွန်ပျူတာမှာရှိတဲ့ memory နဲ့တော်တော်လေးကိုစင်တယ်နော်စင်လို့ရုံးမှလည်းရှိတယ်။အဲ့တော့အရင်ရင်တော့ဆိုလို့ချင်းကျွန်တော်တို့ 4GB 8GB အခု kit ကတော့ 16GB 32GB 2 gig ဆိုပြီးတော့ memory လေးကတော်တော်များများကြီးကိုပါလာတဲ့ကွန်ပျူတာတွေရှိလာပြီ။ထုံနည်းကောင်းမယ် context window တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဥပမာအားဖြင့်ဆိုတော့တချို့ architecture တွေမှာဆိုရင် token တသိန်း token နားသိန်း token တသန်းအစရှိသည်ဖြင့်သူ့ရဲ့ context window ကို sizing ကိုကျွန်တော်တို့ပေးလို့ရတယ်။ဘာ sizing ကိုသူသူသူအလုပ်လုပ်လို့ရတယ်ပေါ့နော်။အဲ့တော့များလာလေလေ context window ကကြီးလာလေလေ ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ ChatGPT Gemini အစရှိတဲ့ကျွန်တော်တို့စကားပြောတဲ့ conversation တွေရှိတယ်။အဲ conversation history တစ်ခုလုံးကိုထည့်ထားလို့ရပါလား။အဲတော့ကြီးရင်ကြီးသလိုအကုန်လုံးဆန့်မယ်။မကြီးရင်မကြီးသလိုမဆန့်ဘူး။အဲတော့များများဆန့်လေလေကိုနဲ့သူနဲ့ပြောခဲ့တဲ့တမိုင်းပေါ့နော်။ကိုနဲ့သူနဲ့ပြောခဲ့တဲ့ဒီအဲ့ဒီ conversation history ကိုသူကကြည့်ပြီးတော့ဘလို့ပြန်ဖြေတယ်ဘလို့ကိစ္စတွေစိတ်ဝင်စားတယ်လေယူလေသိမ်းရအစာပေါ့နော်။ဆောင်းရှောင်းရင်းလေးတွေရအစာကိုသူက ထည့်သွင်းစဉ်းစားလို့ရတယ်။ဒါမဲ့ကျွန်တော်တို့တခုရှိတာအစားသုံးသူအနေနဲ့ context window ကြီးတာကိုကြိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့ဒီ season တင်ဆက်သူပေါ့နော်ဒီ service provider ပေါ့ဒါတွေ season ပေးရတဲ့သူအနေနဲ့ကကျွန်တော်ကြာတော့ကျွန်တော်တို့ကတဦးတယောက်စီမှာ1 million token context window ဒါကျွန်တော်ပေးထားမယ်ဆိုလို့ရှိရင် user ပေါင်းတန်း၁၀,၀၀၊တန်းတရာဆိုလို့ရှိရင် သူတို့ရဲ့နောက်ကွယ်ကဒီ server infrastructure တွေเนาะစီစဉ်ပေးရတဲ့ပမာဏတွေကမတရားကြီးကိုမျောမျောမျောများကြီးထွားလာလိမ့်မယ်ဆိုတော့ကျွန်တော်က command ယူလို့ရပါတယ်ပြီးရင်နောက်အရေးကြီးတဲ့ဒီ concept တစ်ခုက temperature လို့ခေါ်ပါတယ်အဲ့တော့ဥပမာပေါ့နော်ကျွန်တော်တို့ကမာလာရှန်ကောပဲဖြစ်ဖြစ်အဲကျွန်တော်တို့ကြသားဟင်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ spice တွေအများကြီးထည့်ပြီးတော့ကျွန်တော်တို့စားမယ်ဆိုလို့ရှိရင် spice တိုက်တဲ့သူတွေအတွက်တော့ပြဿနာတော့မရှိဘူးတုံးတုံးတောင်းပေါ့နော်လူတော်တော်များများအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟို ဟိုချွေးထွက်ပြီးတော့ရှိုးရှဲတွေဖြစ်ကုန်မယ်ဆိုတဲ့ဘောတရားလေးရှိတယ်။ဟုတ်တယ်နော်အဲ့တော့ပြောရအောင်မတည်ငြိမ်တာကိုပဲပြောချင်တာ။အဲ့တော့ကျွန်တော်တို့က temperature သဘောတရားပေါ့နော်ဒီ LLM တွေရဲ့ဒီဟာဒီ architecture မှာဆိုလို့ရှိရင် temperature ကကျွန်တော်တို့က0လောက်ကနေ1ဆိုကြပါစို့ဆိုလို့ရှိရင် low temperature ကိုကျွန်တော်တို့0.1နဲ့0.4လို့ကျွန်တော်တို့သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲ။ဒီနေရာမှာကျွန်တော်တို့က LLM တွေဒီ probabilistic ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကခေါင်းထဲမှာထည့်ထားတော်တော်အဆင်ပြေတယ်။ probabilistic ဆိုတာပါတယ်အဲ့တော့ကျွန်တော်တို့ခုနကပြောတဲ့ pre train ဆိုတဲ့ data training ဒီအကာလမှာပေါ့နော်ရရှိတဲ့အကျိုးသက်ရောက်မှုတခုကပါလဲဆိုလို့ရှိရင် topic တစ်ခုနဲ့ပတ်သက်လို့ရှိရင်ဖြစ်နိုင်ကြတဲ့ကျွန်တော်တို့မှ50ခုရှိတယ်ဆိုကြပါစို့အဲ့50ခုထဲမှာအပေါ်ဆုံးကဖြစ်နိုင်ကြအများဆုံးသူ့အောက်ကဟာတွေဖြစ်နေဖြစ်ဖြစ်နည်းသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသာ low temperature setting ဖြစ်တဲ့0.1 2 3 4 4ဒါထားလိုက်မယ်ဆိုရင်ဘာဖြစ်လဲတခါမေးတိုင်းမှာအဖြစ်နိုင်ဆုံး probability အများဆုံးအဖြေပဲကျွန်တော်တို့ပေးနေမှာဒီနေ့မေးလဲဒီအဖြေပဲနောက်နေ့မေးလဲဒီအဖြေပဲအဲ့တော့ကျွန်တော်တင်ဖို့တခြားလူတစ်ယောက်ကမေးလဲ low temperature setting နဲ့သာမေးသူကလည်းဒီအဖြေပဲပေးဖို့များတယ်ဘာကြောင့်လဲဒီ data နဲ့ပဲ train ထားပြီးတော့ဒီဖြစ်နိုင်ခြေ percentage တခုပေါ့နော်သူ့ကောင်းထဲမှာတတ်မှတ်ထားတာရှိလို့เนาะအဲ့သူ့ရဲ့ဒီကျွန်တော်တို့ weight လို့တော့ခေါ်တယ်ဒီဥစ္စာကိုเนาะ technically ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ကသာဟာဒါက ဒီ technical ကိစ္စတွေเนาะကျွန်တော်တို့ရဲ့ information ပေါ့ factual information ကိစ္စတွေပေါ့เนาะအဲ့တော့ကျွန်တော်တို့ကျောင်းသားတွေเนาะဆရာဆရာမတွေပညာရှင်တွေအနေနဲ့ဓာတ်တွေကိုလိုအပ်တဲ့ခံနာတွေရှိတယ်။เนาะဒီနေ့မေးဒီအဖြစ်နောက်နေ့မေးနောက်အဖြစ်တခုဆိုတာမဖြစ်သင့်တဲ့ခံနာတွေရှိတယ်။အဲကျွန်တော်တို့ကုန်လင်ရေးတဲ့နေရာတွေเนาะ technical specification တွေနဲ့ပတ်သက်တဲ့ကိစ္စတွေသင်ချာနဲ့ပတ်သက်တဲ့ကိစ္စတွေအစရှိတည်ဖြစ်ပေါ့เนาะအဲ့တော့နောက်တစ်ခုကကြတော့တချို့နေရာတွေမှာကြတော့ကျွန်တော်ဗျာအပြောင်းအလဲလေးလိုချင်တယ် เนาะ moderate temperature ကိုကျွန်တော်တို့က0.5လောက်ကနေအာ6 7လောက်ကျွန်တော်တို့ကစားမယ်ဆိုရင်ဘာရလဲဆိုတော့ကျွန်တော်တို့ကနေကောင်းလားမေးတယ်ဆိုလို့ရှိရင်မစိုးပါဘူးလို့ကောင်းပါတယ်ပေါ့เนาะအာဒီနေ့ကတော့တော်တော်အဆင်ပြေတယ်ဆိုတော့ဖြစ်နိုင်ခြေအဖြစ်50ခုကိုကျွန်တော်တို့ကတစ်ခါမေးတစ်မျိုးနောက်တစ်ခါမေးနောက်တစ်မျိုးပေါ့เนาะကျွန်တော်တို့ဒီလူတယောက်နဲ့စကားပြောနေသလိုပဲဒီ variation ပေါ့ပြောင်းလဲလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က0.5 0.6 0.7ဆိုပြီး setting လေးကျွန်တော်တို့တုံးလို့ရတယ် ဘယ်နေရာတွေမှာသုံးဝင်လဲဆိုလို့ချင်းကျွန်တော်ဥပမာစာရေးစာကုန်းရေးရဆိုကြပါစို့အာကျွန်တော်တို့သုံးသုံးလေးအပြောင်းလဲလုပ်ချင်တဲ့ report တွေရေးရဆိုကြပါစို့ဟုတ်တယ်နော်ဒါမှမဟုတ်လို့ရှင်လဲကျွန်တော်တို့ကစမ်းသပ်ပြီးတော့ဝတ္ထုတို့လိုဟာမျိုးပါရေးချင်တယ်ဆိုကြပါစို့ဒါမှမဟုတ်လို့ရှင်လဲကျွန်တော်တို့ marketing sales bd တို့ကျွန်တော်တို့က email တွေရေးတယ်နော် social media content digital content တွေရေးတယ်ဆိုလို့ရှင်ဒီဥစားကတော်တော်လေးကိုအဆင်ပြေလို့ကျွန်တော်တုံသက်လို့ရတယ် high temperature လို့ခေါ်တဲ့0.89ပေါ့နော် ဆိုလို့ရှိရင် तू อ่ะရှင်းတယ်ဖြစ်နိုင်ခြင်းနည်းတဲ့ဟာတွေကိုပြောဖို့ तू ကဝင်မလေးတော့ဥပမာပဲကျွန်တော်ပြောကြည့်မယ်ကျွန်တော်ကအာနေကောင်းလားဆိုလို့ရှိရင်မနေ့ကတော့ကြက်တိုင်းနဲ့ထမင်းစားအဲ့လိုဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကိုယ်တငယ်ချင်းတွေမှာလည်းအဲ့လိုပေါက်တဲ့ကြက်ဖြစ်တဲ့လူရှိသလို AI ကလည်းအဲ့လိုအမေးဖြေကဏ္ဍတွေမှာ online မှာကျွန်တော်ရှိလိမ့်မယ် chat chat forum တွေပါတယ်မှာအဲ့တော့သူ့ကို trainer နဲ့ data မှာအဲ့လိုဖြစ်နိုင်ခြင်းအရန်နေတယ် probability နဲ့ percentage နဲ့အဖြေတွေကိုတခါတခါသူကောက်ပြီးတော့ပေးနိုင်တယ်ပြောရမယ်ဆိုလို့ရှိရင် very creative ဖြစ်တဲ့ကိစ္စလို့ကျွန်တော်တို့ပြောလို့ရမထင်တာဘူးပေါ့ဒီလိုဖြေလိမ့်မယ်လို့ပေါ့နော်အဲ့လိုကိစ္စမျိုးတွေလိုချင်နေဆိုလို့ရှိရင်ကျွန်တော်တို့က high temperature 0.8.9စားရှိတဲ့ value တွေကိုကျွန်တော်တို့ကသုံးလို့ရတယ်အဲ့တော့ကြမ်းမြင်အားဖြင့်ကျွန်တော်တို့ခြုံငုံသုံးချက်နေဆိုလို့ရှိရင် temperature နိုင်နေဆိုလို့ရှိရင် very consistent ဖြစ်တဲ့ factual information ဟာဒီမှာကျွန်တော်တို့သုံးကျင်ပြီးတော့ high temperature ဆိုလို့ရှိလို့ရှိရင်ကျွန်တော်အပြောင်းလဲလေးလိုချင်တယ် brainstorming လိုချင်တယ် very creative ဖြစ်တဲ့သဘောတရားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က high temperature ကိုသုံးသင့်ပါတယ်เนาะအဲ့တော့ဒီ training data တွေပဲဖြစ်ဖြစ် generative ပဲဖြစ်ဖြစ်စဉ်းစားစဉ်းကျင်သုံးသပ်တဲ့ကဏ္ဍမှာပဲဖြစ်ဖြစ်ကျွန်တော်တို့က processing power ဆိုတာလိုပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က CPU နဲ့ GPU ဆိုပြီးတော့ကျွန်တော်တို့ခွဲပြီးနားလည်လို့ရတယ်လိုတိုရှင်းကျွန်တော်တကြောင်းနဲ့ပဲရှင်းပြဆိုဘာမှမခက် GPU ဈေးပိုကြီးတယ် gaming laptop တွေမှာတုံးတယ်သွားတော့ဆိုကျွန်တော်လှုပ်လိုက်လို့ရတယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင် LLM တွေကို training မှာရောဟုတ်တယ်နော် generative ဘိုင်းတွေမှာရော processing power မတရားလိုအပ်တယ် architecture shut down အနေနဲ့ကို GPU လိုတဲ့ကဏ္ဍလေးတွေရှိတယ်ဘာကြောင့်လဲဘိုင်းဒူပေါ့ parallel processing လိုအပ်မဲ့ဟာတွေပါလာတယ်ဆိုလို့ရှိရင် GPU က Amazon ကိုသူက powerful ဖြစ်တယ် CPU မရအောင်မဟုတ်ရတယ် အရန်နှေးကွေးပြီးတော့ချစ်ချစ်တောင်းပူသွားနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုမေးခွန်းလေးတစ်ခုမေးလိုက်တာနဲ့သူက98%တုံးတယ်ဆိုတဲ့ဟာမျိုးဖြစ်တတ်တယ်အဲ့တော့ GPU တော်မှပဲအနိုင်နိုင်လုံးရတဲ့ကဏ္ဍတွေရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့က low dosing GPU သည် stronger ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနှိုင်းရှင်ကျင်တယ်ဆိုလို့ရှင်တော့ single C မလား ဲ့လိုကျွန်တော်တို့ပါလဲစနဘိန်လာဟလာတန်3တန်တန်5တန်လောက်တဲလို့ရတယ် truck ကြီးနဲ့ကျွန်တော်အလုပ်တွေလုပ်ကြမလားဆိုပြီးကျွန်တော်တင်စားလို့ရပါတယ်เนาะအဲ့တော့ရုပ်ဆွာအဆုံးတော့ဈေးကြီးတယ်ဆိုတာပဲကျွန်တော်တို့ budget shutdown အကြည့်ကြည့်လို့ရသလို GPU ကို gaming laptop shutdown အကြည့်ရတဲ့သူတွေဆိုလို့ရှိရင်တော့မတရားလန်းနေပေါ့เนาะမတရားစွန်းနေဆိုပြီးကျွန်တော်တို့ကြည့်လိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့က AI ကို ChatGPT ရဲ့သဘောတရားအနေနဲ့ကျွန်တော်တို့ conversational စကားပြောလေးတွေကို ကျွန်တော်တို့က generative pre-train transformer သဘောတရားနဲ့ကျွန်တော်တို့နားလည်လို့ရသလို key concept တွေဖြစ်တဲ့ memory ပေါ့ context window consistent ဖြစ်ချင်တာလား creative ဖြစ်ချင်တာလား temperature ပြီးပြီဆိုလို့ရှိရင်မြန်းများကိုမြန်မြန်နဲ့လုပ်လို့ရတယ် CPU GPU ဆိုတဲ့သဘောတရားကိုလည်းကျွန်တော်တို့နားလည်လို့ရပါတယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ကပေါ့နော်ဒီသဘောတရားတွေကို နားလည်ပြီဆိုလို့ရှိရင် လို့ဆက်ပြီးတော့ကိုနေစင်တူဝသုံးတဲ့ကိစ္စတွေကိုဒါတွေကကြိုးတက်ရောက်မှုရှိလဲရိုးရိုးလေးပဲအဲ့တော့ကျွန်တော်ဆိုလို့ရှိရင် ChatGPT မှာရော Gemini မှာရော DeepSeek မှာရောတခုခုကျွန်တော်ခိုင်းတာ ਨੇ ကျွန်တော် context ပေါ့နော် PCT လို့ PCTC လို့ framework မှာသုံးလို့ပဲကျွန်တော် context ပေးတာကျမ်းတယ်စာနဲ့နဲ့ကျွန်တော်ပေးတာမဟုတ် document ၄၅ခုပါကျွန်တော်ကောက်ထည့်လိုက်တာဘာကြောင့်လဲဆိုတော့ကျွန်တော်ကကျွန်တော်အရင်အရင် ုံးမှုတဲ့ report တွေဟုတ်တယ်နော် proposal တွေကျွန်တော် presentation တွေကျွန်တော် sample အနေနဲ့ဒါရင်းမင်းကိုးကားလိုက်ဆိုပြီးတော့ကျွန်တော်က context အနေနဲ့ပေးတဲ့အတွက်ကြောင့်မလို့ AI အရင်လုံးလောက်ပါအဲ့ဒါမျိုးဆိုလို့ရှိရင် ChatGPT ဆိုကျွန်တော်ညင်းပြီမရတော့ဒီနေ့အတွက်လုံလောက်ပြီဆိုပြီး Gemini ဆိုလို့ရှိရင်သူကကျွန်တော်ကိုစိတ်ရှိတယ်ဗောနော်များများသုံးခွင့်ပေးတယ်အဲ့တော့ကျွန်တော်အနေနဲ့က ChatGPT ကိုကျွန်တော်ကြိုက်တယ်ဆက်သုံးကျင်တယ်ဆိုလို့ရှိရင်ဒီလိုနေရာမှာဆိုကျွန်တော် ူ limit ကျော်သွားတာဖြစ်တဲ့အတွက်ကြောင့် premium service ကိုကျွန်တော်သုံးဖို့အချိန်တန်ပြီလားလို့ကိုကိုကိုကျွန်တော်ကအာတတိပေးလို့ရတယ် Gemini ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ free service ကိုဆက်သုံးလို့ရတယ်။ဒါတောင်မှပဲကျွန်တော်အလုပ်မတရားလုပ်တဲ့နေ့တွေဆိုလို့ရှိရင်ကျွန်တော် topic ၃ခုလောက်နဲ့ပတ်သက်တဲ့ presentation ကိုတနေ့တည်းထိုင်လုပ်တယ်ဆိုလို့ရှိရင် Gemini လည်းမခံနိုင်တော့ အဲနောက်ဘယ်နိုင်မှ ပြန်လာပါလားတော့เนาะနောက်တရက်လောက်မှဆက်ပြောကြတာဘောဆိုလေးတန်လေးနဲ့เนาะလေးဒီလေးနဲ့ကျွန်တော်အဲ premium service ဘက်ကိုသွားမျက်စပြင်နေအဲ့ဒါမျိုးလေးရှိအဲ့တော့ကျွန်တော်တို့ကပါလဲရိုးရိုးလေးပဲတွေးပါ quantity ပေါ့เนาะဒါ limit ကကိုသုံးတဲ့ quantity က limit ကျော်ပြီဆိုလို့ရှိရင်เนาะပတ်စံပေးသုံးရမှာလားလို့ကျွန်တော်တို့တွေးလို့ရတယ်ဒါကကျတော့ကျွန်တော်တို့ကပမာဏနဲ့ပဲပြောတာတချို့ဟာတွေကျတော့ကျွန်တော်ကျွန်တော်တို့က speed နဲ့လည်းစိုက်တယ် ဟုတ်တယ်နော်အဲ့တော့ ChatGPT ရဲ့ Pro service ဒီပုံမြန်နေပေါ့နော်ပြီး advanced feature တွေကပိုကောင်းနေပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ကစာတွေပေးလိုက်တယ်သူကစာပြန်ပေးအဲ့လောက်နေပဲကျန်နေနေမှာလားကျွန်တော်တို့ကစာထည့်လိုက်တယ် image တွေထွက်လာကျွန်တော်ကစာအောင် image ကိုထည့်လိုက်တယ်နော်ကျွန်တော်တို့က image တွေထွက်လာ graphics တွေထွက်လာ audio တွေ video တွေကျွန်တော်တို့လိုချင်နေဆိုလို့ရှိရင်ကျွန်တော်တို့က premium service မှာမှာပါတဲ့ feature တွေကိုကျွန်တော်တို့သုံးနေဆိုရင်နော် ဒါပဲเนาะကျွန်တော်တို့ပတ်စံမပေးလို့မရအောင်ဆိုတဲ့သဘောတရားကိုရောက်သွားပြီအဲ့တော့ rotation ကိုက နေ့စဉ်ဒူဝါကို များများသုံးပါလားဆိုတဲ့မေးခွန်းကိုကျွန်တော်ထပ်မေးရပုံမှန်လေးပေါ့ဒါမှမဟုတ်ရှင်တစ်ခါတရံပေါ့ occasional မှလာတပတ်ကိုတစ်ခါနှစ်ခါပဲအများကြီးလောက်တာလားပေါ့နော်ဒါမှမဟုတ်လို့ရှင်နေ့စဉ်ဒူဝါကိုကျွန်တော်တို့ကပုံမှန်ကိုလုပ်နေမှာလားဆိုရင်ကိုကပုံမှန်လိုရဲဆိုလို့ရှင်တော့ကျွန်တော်တို့ပတ်စံပေးဖို့အချိန်တန်ပြီပုံမှန်မလိုဘူးငါဒီနေ့တော့တရက်နှစ်ရက်လောက်စောင့်ပြီးတော့မှနောက်တစ်ရက်မှအများကြီးထပ်လုပ်မယ် ထပ်လုပ်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ free tier အင်းနဲ့ပဲကျွန်တော်တို့ရဲ့ AI သုံးတဲ့ကိစ္စအရကျွန်တော်တို့တိစောက်ထားလိုက်လို့ရတယ် quality ဒါမှမဟုတ်လို့ရှိရင် quantity ကိုကျွန်တော်တို့သုံးပါလားဆိုတော့ trade off ကိုတွေးနိုင်ရင် free set သုံးပါ quality ရော quantity ရောလုံးဝမြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် premium လို့ပဲကိုကိုကိုကျွန်တော်ဆုံးမလာနိုင်မယ်ကိုယ့်ရဲ့ local campaign တွေကိုဟုတ်တယ်เนาะကိုယ့်ရဲ့ဒီ business မှာကိုယ့်ရဲ့ဌာနမှာရှိတဲ့သူတွေကိုလည်းကျွန်တော်တို့ကအဲ့လိုပဲရှင်းပြလို့ရတယ် အဲ့တော့ပတ်စံကများတော့မများဘူးဒါပေမဲ့မနေတော့မနေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ free ဆိုလို့ရှိရင်တော့0ပေါ့နော်အဲ့တော့တစ်လောက်ဒေါ်လာ20လောက်နဲ့ကျွန်တော်တို့ကနောက်တစ်ထစ်တိုးလို့ရသလိုတစ်လောက်ကိုဒေါ်လာ200လောက်နဲ့ကိုမဟာရီးယားတွေကျွန်တော်တို့ကသုံးလို့ရတယ်ဘလို့နေရာတွေမှာမဟာရီးယားလဲဆိုလို့ရှိရင်ဥပမာအားဖြင့်ကျွန်တော်တို့ programmer တွေဆိုလို့ရှိရင်ဒီ coding AI AI coding agent လို့ခေါ်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က တော်တော်တုံးပါတယ်ကိုယ့်ရဲ့ project တွေများရင်များသလိုကိုယ့်ရဲ့ project size တွေကြီးရင်ကြီးသလိုတန်နေလို့တော့ကျွန်တော်တို့ကပြောလို့ရတယ်ဟုတ်တယ်နော်အဲ့တော့ကိုကဒါမျိုးတွေမတုံးနေဘူးဆိုလို့ရှင်ကိုယ်တမတန်ဒါမှမဟုတ်ရှင် graphic designer တယောက်အနေနဲ့ဟုတ်တယ်နော်ကိုကကိုယ့်ရဲ့ productivity ကိုမြင့်တင်ခြင်းနဲ့ဆိုလို့ရှင်ကျွန်တော်တို့ကကိုယ့်ရဲ့ project ရဲ့ size နဲ့ budget မှာမူတည်ပြီးတော့20 dollars ပေါ့နော်တလောက်ဒေါ်လာ20ကိုကျွန်တော်တို့သုံးသုံးဖို့ budget ရှိလာဒါမှမဟုတ်လို့ရှင်ကိုကတယောက်တည်းနဲ့အများကြီးတွေကို မြန်မြန်လုပ်ပြီး quality ကောင်းကောင်းနဲ့တုံးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က200 dollars per month တလောက်ဒေါ်လာ200လောက်ပေါ့เนาะအဲ့တော့တတိထားမိရမှာကကျွန်တော်တို့အောက်မှာကြည့်မယ်ဆိုလို့ရှိရင်အောက်ကစရင်3ခုမြောက်မှာပေါ့3ခုမြောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က sora ဆိုတာရှိရ S O R A အဲ့တော့အခုဆိုလို့ရှိရင် sora 2ဆိုပြီးထွက်တယ် video တွေကို တကယ် realistic အာ generation သူတို့လုပ်ပေးလို့ရတယ်အဲ့လိုဟာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒေါ်လာ200နဲ့ပေါ့เนาะ ဒီ monthly ပေးပြီးတော့ကျွန်တော်တို့ကများများ generate quality ကောင်းကောင်းကိုကျွန်တော်တို့လုပ်လို့ရပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့ requirement မှာမူတည်ပါတယ်ကျွန်တော်ခုနကပြောတဲ့ quantity နဲ့ quality ကိုကျွန်တော်ဘယ်လိုကျွန်တော်တို့ဘယ်လိုချိန်ဆမလဲဆိုတာကပိုရေးကြီးပါတယ်เนาะအဲ့တော့သူများဟို pay service တွေတုံးလို့လဲကိုလိုက်တုံးကြတော့မလို့ကို requirement လိုတယ်ဆိုလို့ရှင်တော့သူများအတွက်ကကိုဘေးနာကကိုလုပ်ဖို့ကံမဲ့အတွက်က free service တွေတင်တော်ပေးမယ်ကိုလုပ်ရမယ့်အလုပ်အတွက်က paid service လိုအပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က pro တွေ ultra တွေကိုထည့်သွင်းစဉ်းစားသင်ပါတယ်အဲ့တော့ Google Gemini မှာလည်းဒီလိုပဲကျွန်တော်က Google AI Ultra ဆိုချင်နည်းနည်းကျန်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အာဒေါ်လာယာကနန်းပေါ့နော်200ပေါ့နော်အဲ့တော့ဒီမှာသူတို့ monthly credit က2000ဝယ်ပေးထားတယ်အဲ့တော့ကျွန်တော်တို့က video creation တော့ AI creation လို့ဆိုလို့ရှိရင်သူတို့ကအမွန်းတင်ထားတာက state of the art video generation model ကိုကျွန်တော်တို့ကဒီ Gemini 2.5 deep thing နဲ့ မုံတုံးဆိုတဲ့အဆင့်လောက်ရှိခဲ့ပေါ့နော်အဲ့တော့2000ခွဲ credit ဆိုတာနည်းတဲ့အမောင်းတော့မဟုတ်ပါဘူးအဲ့တော့ဒါတွေကိုကျွန်တော်တို့အာပေါင်းအာရင်တန်နဲ့ဝယ်သုံးမယ်ဟေးပေါ့နော်အားရပါရကြီးနဲ့ပြောတဲ့အခါမှာကျွန်တော်နည်းနည်းလေးကျွန်တော် break out တင်တဲ့ကဏ္ဍတစ်ခုရှိတယ်အဲ့ဒီဥစ္စာက hallucination လို့ခေါ်တဲ့ထင်ရောင်ထင်မှားတွေကြောင်ခြောက်ခြားတွေပြောတဲ့ကိစ္စပါပဲအဲ့တော့အဲ့ဒီဥစ္စာကိုလည်းကျွန်တော်တို့ကအများကြီးတွေအာမေကွန်ထုတ်ဆရာမလို့ပါဘူးကျွန်တော်တို့အစောပိုင်းတုန်းက context window တွေ temperature တွေပြောတော့အောင်လို့ပဲ LLM ပေါ့နော် LLM အခြေခံနဲ့ AI technology က probabilistic သဘောတရားရှိပါတယ် probabilistic သဘောတရားဆိုဖြစ်နိုင်ခြေကိုသူကပြောတာအဲ့တော့ကျွန်တော်တို့ကမေးခွန်းတစ်ခုမေးလိုက်တယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြေ A ကအာ A ကဖြစ်နိုင်ခြေဘယ်လောက်ရှိတယ် B ကဖြစ်နိုင်ခြေဘယ်လောက်ရှိတယ် C ကဖြစ်နိုင်ခြေဘယ်လောက်ရှိတယ်ဆိုပြီးတော့သူကကိုယ့်ရဲ့ temperature ပေါ်မှာမူတည်ပြီးတော့ temperature နိုင်နိုင်တယ်လို့ဖြစ်နိုင်ခြေအများဆုံးဟာပဲပေးတယ် temperature မြင့်ရင်မြင့်တယ်လို့ creative ဖြစ်လာတယ်ဖြစ်နိုင်ခြင်းနဲတဲ့ကိစ္စတွေကိုလည်းရံပန်ရံကထုတ်ထုတ်ပြီးပြောလေရှိတယ်အဲ့တော့အဲ့ဒီဥစ္စာရဲ့အဆိုးဆုံးအခြေအနေပေါ့နော် worst case ကိုပြောပါဆိုလို့ရှိရင်ကိုမေးလိုက်တဲ့ topic တစ်ခုကသူ့အတွက်က option နေနေနေဖြစ်နိုင်ခြေတွေလည်းကပောက်ကြောက်တွေပေါ့နော်ဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုလို့ရှိရင် तू ကအဲ့ဒီဥစ္စာကြီးကိုထုံးစံအတိုင်းတစ်ခုကိုထောက်ပြီးရွေးလိုက်တယ်ပြီးပြီဆိုလို့ရှိရင်ဟုတ်ပြီဟုတ်ရဲ့ပေါ့နော် very confident เนาะ तू ပဲဒါကြီးကို တေးကြရတိကြရဆိုတဲ့လေသံနဲ့ကိုကျွန်တော်တို့ဖြစ်ဟုတ်တယ်เนาะအဲ့တော့ကိုတိတဲ့ကိစ္စပါเนาะကျွန်တော်အနေနဲ့ ID သမားเนาะကျွန်တော်က AI သမားအာကျွန်တော်ဒီ enterprise software တွေ SME တွေအတွက်ကျွန်တော်က digital strategy တွေဆိုလို့ရှိရင်ကျွန်တော်တို့ကကျွမ်းကျင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ educator တယောက်အနေနဲ့ AI ကပြောတဲ့ကိစ္စတွေကိုကျွန်တော်တို့ကစင်ကျင်ဖို့ data ရှိပြီးသား ောက်တယ်เนาะအဲ့တော့အကယ်၍သာကျွန်တော်ရဲ့ဒီလေလာမှတ်သားရတဲ့เนาะဒီအာကိစ္စတွေ experience တွေ ਨੇ ရင်းပြီးတော့မှကျွန်တော်မချင့်ချင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော် educator တယောက်အနေနဲ့ကျွန်တော်ထင်ရရှောက်ပြောတော့အဲ့တော့ကျွန်တော်ရုံးဝသူတွေအတွက်ကောကျွန်တော် workshop တွေကျွန်တော်တင်နိုင်အောင်လာတက်တယ်ကျွန်တော်တို့ participant တွေပေါ့เนาะကျွန်တော်တပည့်တွေအတွက်ကောဒါကြီးကအဆင်မပြေနေဘူးအဲ့တော့ကျွန်တော်တို့ကပါလဲဆိုတော့ဒီအာစင်ဂျင်တုံတရားဆိုရယ်ပေါ့နော်ကိုယ့်ရဲ့ပြန်ပြီးတော့သုံးသက်တဲ့ကိစ္စကို AI ခက်မှာ တကယ်ကိုအရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့တာဝန်တစ်ခုအနေနဲ့လောက်ရမယ်ဆိုတာကို AI ရဲ့ hallucination ကအများကြီးကျွန်တော်သတိပေးနေပါတယ်ဟုတ်တယ်နော်အဲ့တော့ AI က तू မှားလို့မှားမယ်မသိဘူးဆိုတာကိုကတော့ तू မှားတာရိပ်မိရမှာပေါ့နော်ကိုသာအဖြေမရှိဘူးကိုကလည်းမသိဘူး तू ကလည်းပြောချင်ရင်ပြောဆိုကျွန်တော်၅ပါးတယ်မကောက်ရှိသမျှအပါတယ်အကုန်မှောက်တော့မှာပေါ့နော်အဲ့တော့ AI ကိုကျွန်တော်တို့ကဘောင်းခတ်ပေးရတယ်ခြံခတ်ပေးရတယ်ဆိုတဲ့သဘောတရားလေးတွေရှိပါတယ်ကျွန်တော်တို့ဒီ section B နောက် section တွေမှာဆိုလို့ရှိရင်အဲ့လိုဒီအာ ဘောင်ခတ်တယ်ခြံခတ်တယ် AI ကို hallucination နဲ့အောင် short ချအောင်လုံးဝအမြင့်ကဆွဲထုတ်တဲ့ကဏ္ဍလောက်နီးနီးပေါ့နော်ဆွဲခေါ်သွားလို့ရတဲ့ technique တွေကိုကျွန်တော်တို့ဆက်ပြီးတော့ timing ဆွေးနွေးလို့ရပါတယ်အဲ့တော့အရေးကြီးဆုံးအချက်က AI ရဲ့ root cause ဟာသူဒီ data နဲတဲ့ကိစ္စတွေမှာဆိုလို့ရှိရင်သူအဲ့လိုဖြစ်တတ်တယ်ပြီးရင်သူ့ရဲ့ statistical nature ဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ကငါတို့ temperature လေးကိုစင်ကျင်သုံးသပ်ကြမလားပေါ့နော်ငါတို့သူ့ရဲ့ဒီဖြစ်နိုင်ခြေအများဆုံး ကိစ္စတွေကိုပဲငါတို့ကိုအဖြေပေးပါလားဆိုတဲ့ဟာမျိုးသဘောတရားမျိုးသူ့ကိုတိဆောက်ခိုင်းလို့ရပြီးလို့ရှိရင်လည်းကိုကသူ့ကို context တွေပေးလို့ရအကြောင်းအရာအချက်လက်တွေမှီညမ်းမှုပေါ့နော်ကိုယ့်ရဲ့ document တွေပေးလို့ရပါတယ်ဟုတ်တယ်နော်အဲ့တော့ AI ကမှားတတ်တယ်မှားတတ်တာကိုလည်း confidence ရှိရှိနေပေါ့နော်မှားတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒါကြီးက risk တစ်ခုဖြစ်လာဘလို့ risk တွေလဲဆိုလို့ရှိရင် AI ကိုကျွန်တော်တို့က financial advice မေးမိလားပေါ့ ဲ့တော့ကိုတိုင်ကိုရောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူမှားတယ်ဆိုလို့ရှိရင်သူမှားတဲ့တောင်ကိုကခံရမှာဟုတ်တယ်နော်ကျွန်တော် investment တွေကိုမှားပြီးလုံပြီးလိမ့်မယ်အစိုးဆုံးကတော့ကျွန်တော် report တွေကိုရုံးမှာမှားပြီးလုံပြီးလိမ့်မယ်ကိုစီးပွားရေးမှာမှားပြီးလုံပြီးလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ account ခွန်နဲ့ပတ်သက်တဲ့ကိစ္စ tax calculation တွေကိုတကိုရေတကာရရပါတော့အဲ့တော့ကိုရဲ့ဒီ personal tax ပဲဖြစ်ဖြစ်ဝင်ဝင်ကုန်ပဲဖြစ်ဖြစ်ကိုရဲ့ဒီအဖွဲ့အစည်းပေါ့နော်ကို SME ကို business အတွက်ကျွန်တော်တို့ကဒီ tax တွေတွက်ချက်မယ်ဆိုလို့ရှိရင် tax code တွေကိုကို နိုင်ငံရဲ့ tax code ကို AND နားလည်ရလားဆိုတဲ့သဘောတရားတွေကိုကျွန်တော်တို့ကဘလို့တေးကြအောင်တိဆောက်မလဲဆိုတာကျွန်တော် advance topic အနေနဲ့ကျွန်တော်တိုင်ပင်လို့ရတယ်။ဒီနေရာမှာဆိုလို့ရှင်တော့ဒါက AI မှားခင်ကိုဘလို့သိမှာလဲ။ AI မှားလို့ရှင်ကိုကခံရမှာလား။ဒါမှမဟုတ်လို့ရှင်ကိုက AI ရဲ့အမှားအာမှားယွင်းချက်တွေပေါ့နော်။ wrong financial advice တွေကိုကိုယ့်ရဲ့ client တွေကိုယ့်ရဲ့ customer တွေဆိုတာပေးမိခဲ့မယ်ဆိုလို့ရှင် ကိုကတာဝန်ယူမှုတာဝန်ခံမှုဘယ်လိုရှိမှာလဲဆိုတာကိုကျွန်တော်တို့ကစင်ကျင်သုံးသပ်တင်ပါတယ်။ပြီးလို့ရှိရင် fake reference လို့ခေါ်တဲ့မရှိတာကိုအရှိလို့ပြီးပြောတာကဗမာလိုစင်တော့ရိုးရိုးလေးပဲ။ဝါမရှိပဲဝီလုပ်တဲ့ကဏ္ဍ AI မှာရှိရှိတယ်ဘယ်လိုရှိတတ်တယ်မို့ရှိကိုရှိတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ reference ပေးတဲ့ကိစ္စတွေကိုကျွန်တော်တို့ရဲ့ due diligence အနေနဲ့ပေါ့နော်။ကြွမ်းကျင်သူတယောက်အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရှိနေကိုကျွန်တော်တို့ကလေးလား ုံးသက်တင်ပါတယ်เนาะဒါအရင်ပြင်မှန်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမှန်ကန်ခြင်းနေဆိုလို့ရှိရင်တော့ဒီ energy ပေါ့เนาะအချိန်ပေါ့เนาะကျွန်တော်တို့ကအားကိုစိုက်ထုတ်ရမှာပါပြီးလို့ရှိရင်သူကောင်းပြီထင်တယ်ဟုတ်ပြီထင်တယ်မှန်ပြီထင်တယ် product description တွေကိုကျွန်တော်တို့ပေးတတ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကသူ့ရဲ့ကုဏကောเนาะ reference တွေနဲ့ပြန်ပြီးချိတ်ဆက်ပြီးတော့ကိုကိုတိုင်းလည်းပြန်ပြီးတော့တိုက်စစ်တဲ့ကိစ္စကိုမလုပ်လို့မရပါဘူးဟုတ်တယ်เนาะအဲ့တော့နောက်ဆုံးတော့ကျွန်တော်တို့က AI ရဲ့ hallucination တွေသူဘလောက်ထိစိုးနိုင်လဲ ဟုတ်တယ်နော်ဘလူနီယာတွေမှာစိုးနိုင်လဲကိုကဘလူနီယာတွေမှာလိုက်ပြီးစစ်လို့ရလဲဆိုတာကိုကျွန်တော်တို့ကအမြဲတမ်း mindful ဖြစ်ရပါမယ်တတိထားရပါမယ်အဲ့တော့ key insight ကဒီနေရာမှာပါလဲမျိုးလုံးစုံမှိတ်ပြီးတော့ဒါတွေကိုယုံဖို့မျိုးလုံးစုံမှိတ်ပြီးတော့ accountable ပေါ်တဲ့ကိစ္စတွေကိုရတန်းရက်တင်ပါတယ်เนาะဘာကြောင့်လဲ AI ထုတ်ပေးတဲ့ဟာကြီးကိုဥပမာပေါ့เนาะ အာကျွန်တော်ကိုမေးတတ်တာက educator အချင်းချင်းပေါ့နော်ဆရာဆရာမတွေနော်ကျွန်တော်တို့ K12 ပေါ့နော်အတန်းကျောင်းကဆရာဆရာမတွေဆရာကြီးဆရာမကြီးတွေကျွန်တော်တို့ဒီအစင်းမြင့်ပညာပေါ့နော်တက္ကသိုလ်တွေ college တွေကပြည်တွင်းပြည်ပမှာကျွန်တော်တို့ပြောရဲဆိုလို့ရှိရင်မေးတတ်တဲ့ question တစ်ခုကမိဘတွေလည်းမေးတတ်ပါတယ်ကလေးတွေ AI သုံးပြီးခိုးချရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ကတော့ရိုးရိုးလေးပါကျွန်တော်တို့ AI နဲ့ပတ်သက်လို့ education ပေါ့နော် awareness လုပ်တယ်ဆိုလို့ရှိရင်ဆရာဆရာမတွေရောအကျောင်းသူအကျောင်းသားတွေရောမိဘတွေရောပါကျွန်တော်တို့က AI ကို မျိုးလုံးစုံမိပြီးမယုံဖို့ကျွန်တော်တို့ဘယ်လိုရှင်းပြလဲဆိုတာပါကျွန်တော်တင်ပြပေးတယ်။ဘာကြောင့်လဲဆက်ရမှာကိုတာဝန်ပါနော်တာဝန်ယူမှုတာဝန်ခံမှုကကိုကတာဝန်ယူရမှာပါတာဝန်ခံရမှာပါအဲ့ဒီအတွက်ကြောင့်မျိုးလုံးစုံမိပြီးတော့ blindly ဒါကြီးကိုလိုက်နာတဲ့ကိစ္စတွေကျွန်တော်တို့မလုပ်သင့်ပါဘူး။အဲ့တော့လူတွေကပြောတတ်တယ်။ဟုတ်တယ်နော်အဲ့တော့ AI က professional တွေကိုအစားထိုးသွားမှာမဟုတ်ပါဘူး။ဘာတဲ့လဲ AI သုံးတဲ့ professional တွေကသာ AI မသုံးတဲ့ professional တွေကိုနှာတပြားတာပြီးတော့ဟုတ်တယ်နော်နေရာတွေရသွားမှာပါဆိုတော့လေသံဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီနေရာမှာကျွန်တော်စိုးရိမ်နေစိတ်နဲ့ AI သုံးတဲ့ professional တွေအချင်းချင်း AI သုံးဆွဲသူအချင်းချင်းစားသုံးသူအချင်းချင်းကိုဟုတ်တယ်နော် AI ရဲ့အဖြေတွေကိုပြန်မစစ်တဲ့သူတွေက ပြန်စစ်တဲ့သူတွေကိုမိမာမဟုတ်ပါဘူးလို့ပဲကျွန်တော်ရှင်းပြခြင်းပါတယ်เนาะအဲ့တော့ကိုကကျွမ်းကျင်တဲ့ professional တယောက်အနေနဲ့ AI ကိုသုံးနေဆိုလို့ရှိရင်တာဝန်ခံမှုတာဝန်တာဝန်ယူမှုရှိတဲ့အနေနဲ့ sensation သုံးသပ်ခြင်းကိုကိုကလုံးဝမတောင်းမယ်ကိုတာဝန်ပါเนาะဒါလေးကိုသတိထားသင့်ပါတယ်အပုပ်ကိုလူပုပ်ကိုတယောက်အနေနဲ့ရောဒီကကျွန်တော်တို့ဒီစီးပွားရေးတစ်ခုအနေနဲ့ရောကျွန်တော်တို့ကဒါကိုအလေးထားပြီးတော့သတိထားသင့်ပါတယ်ခင်ဗျာเนาะအဲ့တော့ကျွန်တော်ပေါ်ပေါ်ပါလေးနဲ့ရှင်းပြခြင်းပါတယ်เนาะအဲ့တော့ကျွန်တော်ဆိုလို့ရှိရင် ကျွန်တော်ရဲ့ဒီ litmus test လို့ခေါ်ပါတယ်ကျွန်တော် AI အသစ်တွေအသစ်တွေ version တွေထွက်လာကျွန်တော်ဒါလေးနေပဲဆက်လာအဲ့တော့ကျွန်တော်မေးလေမေးတာရှိတဲ့ question ကကျွန်တော်အစုံမေးလို့ရတယ်เนาะအဲ့တော့တဓာဟုကကုနုဝါဆိုတာကိုဘယ်သူရေးတာလဲကျွန်တော်မေးရင်မေးမယ်ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်ကအာလူဦးမင်းရဲ့ပေါ့เนาะလူဦးမင်းရဲ့ကြပြာတစ်ခု လေးဂျိုးဒွေးဂျိုးတစ်ခုကိုကျွန်တော်ပြောပါဆိုပြီးတော့ကျွန်တော်မေးကောင်းမေးတယ်ကိုယ်နဲ့ပတ်သက်တဲ့ဒွေးဂျိုးပြောกว่าဆိုလို့ရှိရင် ဘသူကအာဘယ် AI ကကျွန်တော်ဘာတွေပေးလဲပေါ့เนาะအဲ့တော့ကျွန်တော်လွန်ခဲ့တဲ့အာကျွန်တော်6လ9လအထိ ChatGPT လဲဒီချော်လဲဒူးပြဲပါတယ်ဒီမေးခွန်းကိုမေးရင် Gemini လဲအဲ့လောက်စွမ်းလာတယ်မဟုတ်ဘူးအာအနည်းဆက်ဆုံးက Deep Sea ဒါတော့မှသူတော်မှတော်တော်လေးကိုကျွန်တော်ကိုစကားကြွယ်ပြီးတော့ for တယ်လို့ပြောရမယ်သူထင်တယ်သူလျှောက်ပြောတယ်ပေါ့เนาะအဲ့တော့ဖိုးသူတော်ဦးမင်းလူဦးမင်းအကုန်ရောတယ်ဥပ္ပါဦးလေးပါထင်ချင်းထင်တယ်ပြီးရင်လဲအဲ့တရာဟုတ်ကကုန်းနူဝါလို့သာစလိုက်တာ ကျန်တဲ့ဟာဆက်ဖက်လို့ရှိရင်ကျွန်တော်တို့တည်ထားတဲ့တရားဥပဒေကဂုဏ်နုဘောဟုတ်မနေဘူးပေါ့နော်အဲ့ဒါမျိုးလေးလည်းရှိတတ်တယ်ပြီးရင်ချစ်ဖို့အကောင်းဆုံးကတော့အဲ့ဒီကြပြာကိုဘယ်သူရေးထားလဲအဲ့ဒီလေးကျိုးတွေးကျိုးတွေပေါ့နော်အဲ့တော့ကိုယ်တည်ကျင်တဲ့ဟာဘယ်သူရေးထားလဲဆိုတော့တထင်ရင်ရှောက်ပြောတာအာဥဖို့ကြလည်းပြောကောင်းပြောတယ်အဲကျွန်တော်ထင်တာဟိုပေါ့နော်တကုံတာယာတို့အာနာမည်ကြီးတဲ့ဂန္ဓဝင်ဆရာကြီးဆာရေးဆရာကြီးတွေပေါ့နော်အဲ့တော့ဒီအာအဲ့တော့ကိုကဒီကိစ္စကိုကကနန္တာမသိလို့ရှိရင် AI လိန်နေလို့တော့ကျွန်တော်မပြောခြင်းဘူး AI အမှားတွေပြောတာကိုကရိပ်မိเสียအကြောင်းကို မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကသုံးသက်ကားမှာကကျွန်တော်မှတ်မိတယ်လောက်ပေါ့နော်ကျွန်တော်တို့ရုံးတွင်းမှာတိုင်ပင်ထားတာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူဦးမြင့်ရဲ့ပေါ့တရာဦးကကိုနုဟာဆိုတဲ့ဒီလေးဂျိုးပေါ့နော်ဒီ1963လောက်မှာထင်တယ်ကျွန်တော်တို့ဒီအာကျွန်တော်တို့ textbook အနေနဲ့ပေါ့နော် ပြဋ္ဌာန်းတယ်ဆိုလို့ရှိရင်ဒါကဒီ AI အနေနဲ့က လွန်ခဲ့တဲ့အနှစ်၄၅60ကဒီ data ကိုသူမ train ထားဖို့များတယ်မ train ထားတဲ့အတွက်ကြောင့်မလို့သူမှကျွမ်းကျင်မှုနည်းတယ် data နည်းတယ်ဖြစ်နိုင်ခြေသတ်မှတ်ထားတာနည်းတဲ့အတွက်ကြောင့်မလို့သူကအထင်အရာတွေကိုနှီးစရာတွေသူကရှောက်ပြီးတော့သူထင်အရာတွေပြောနေတာပေါ့နော်အဲ့တော့ကိုကသာဒါမဟုတ်ဘူးနော်ဟိုစာကြီးဆရာထင်တယ်ဟိုစာဆိုတော့ထင်တယ်ဆိုလို့ရှိရင်လေကိုမှန်မှန်မှားမှားသူကကိုတန်ရောင်တန်ရောင်လိုက်တာပေါ့နော် ရောချဖို့လည်းများတယ်ဆိုတာကျွန်တော်တင်ပြခြင်းပါတယ်နော်အဲ့တော့ အစိုးဆုံးကတော့ပါလဲဆိုတော့အဲ့ဒီဖိုးတော်အလူဦးမင်းရဲ့ပေါ့နော်ဒီဒွေးချိုးကိုမေးပြီးလို့ရှိရင်ကျွန်တော်တို့ကဩသူ့ရဲ့ခက်ပြန်ရှိတယ်ဖိုးတော်ဦးမင်းရဲ့ဒီအကိုနဲ့ပတ်သက်တော့ဖွဲ့နှဲ့ထားတဲ့ကြ བྱ ားတွေလေးချိုးတွေဒွေးချိုးတွေစာတွေကိုရေးပါဆိုလို့ရှိရင်ဟုတ်လောက်တဲ့ကြ བྱ ားတစ်ခုကိုယ်ထုတ်ပေးတယ်ဒါပေမဲ့တကယ်ဟာကြီးတော့ဟုတ်မနေဘူးပေါ့နော်အဲ့တော့ငါးပါးမှောက်ပါနော်ကိုလူတို့ငါးပါးအောင်မှောက်ပါပြီးရင်လည်းကျွန်တော်တို့ကစမ်းတဲ့အနေနဲ့ကဲဟုတ်ပြီ ဒီအာကိုယ်နဲ့ပတ်သက်တဲ့เนาะအာလေးဂျိုးတွေးဂျိုးတွေကိုကျွန်တော်ပုံလေးထုတ်ပေးပါလားဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကကိုယ်နဲ့ပတ်သက်တဲ့ပုံရကိုကျွန်တော်၄50ကလောက်ကိုလွန်ခဲ့တဲ့အာ6လ9လရောလွန်ခဲ့တဲ့တလ9လလောက်ကအထိကိုကျွန်တော်တို့စမ်းပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကခဲရခဲစစ်နဲ့ရှားပါတဲ့ဟာတွေကို litmus test လို့ခေါ်တာပေါ့เนาะကျွန်တော်တို့စမ်းလိုက်တယ်ဆိုလို့ရှိရင်ကို ဒီဘာသာစကားနဲ့ပတ်သက်တာ ကိုယ့်ရဲ့ literature ပေါ့နော်ရသစာပေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဒီ LLM ကပေါ့နော်ဒီ AI ရဲ့ engine ဖြစ်တဲ့ LLM ကဘယ်လောက်ထိ trainer လဲဆိုတော့ကျွန်တော်တို့ကအတိုင်းအတာတစ်ခုဒီ command လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့တချို့ဒီလူတွေဆိုလို့ရှိရင် online မှာ share ကြတယ် ChatGPT တို့ Gemini တို့နဲ့ရှင်းလိုက်လို့ရှိရင် DeepSeek ကမြန်မာစာပေနဲ့ပတ်သက်လို့ပေါ့နော်ပါဠိနဲ့ပတ်သက်လို့ပိုကျွမ်းကျင်တယ်ဆိုတော့ဒီဥပမာဥပမေးဒါလေးတွေရှိတယ်ကျွန်တော်အနေနဲ့ကကြတော့ကျွန်တော်အဆုံးစမ်းမှုတယ်ပေါ့နော်ဒီ ဒီအာဒွိဟဖြစ်လောက်တယ်ပေါ့နော်ဖိုးတော်ဦးမင်းလူဦးမင်းပြီးရင်ကိုင်းနဲ့ပတ်သက်တယ်ပေါ့နော်ဒီအကဗျာစာပေလေးတွေကိုကျွန်တော်တို့မေးခြင်းဖြင့် AI ကမြန်မာစာနဲ့မြန်မာစာပေကိုဘယ်လောက်ထိနှစ်နိုင်ချွတ်ချွတ် train ထားတယ်ဘယ်လောက်ထိတိတိကျကျဖြေနိုင်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်စမ်းစစ်ပါတယ်အဲ့တော့ကျွန်တော်လိုပဲကိုယ့်ရဲ့ပေါ့နော်ဒီအာ လယုံတော်ပေါ့နော်မေးလေမေးတာရှိတယ် question လေးတွေကိုလည်းကျွန်တော်တို့အတန်းထဲမှာကျွန်တော်တိုင်ပင်ဖြစ်ပါတယ်เนาะအဲ့တော့ဒီ video ကြည့်ရင်းနဲ့လည်း comment ထဲမှာလည်းဝင်ပြီးတော့ share လို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကဒီ AI နဲ့ပတ်သက်တာကိုစဉ်းကျင်သုံးသပ်တာတော့ဒီအပိုင်းလေးကိုဒီမှာပဲအစတန်ခွင့်ပြုပါကျွန်တော်တို့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့အားလုံးနဲ့စိတ်ဝင်စားမယ်ဒီ text generation တွေမကဘူး image တွေ text တွေ image တွေပူးပေါင်းတာတွေ video တွေ generate လုပ်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ဆက်ပြီးတင်ပြသွားမှာပါ အခုတော့ဒီမှာပဲလက်ဆက်သက်ပြပြီအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကြိုပြီးပါ